မင်္ဂလာပါရှင် Today Psychology Classes ရဲ့ Insight Today ဆိုတဲ့အစီအစဉ်လေးကနေအားလုံးကိုကြိုဆိုလိုက်ရပါတယ်။ကျွန်မကတော့ Today Psychology Classes မှာအလုပ်လုပ်ကိုင်းရရှိတဲ့ Junior တရက်ပြစ်တူဖြစ်သူမပန်သစ္စာဖြစ်ပါတယ်။ကျွန်မဒီနေ့ Insight Today ဆိုတဲ့အစီအစဉ်လေးမှာပြောပြသွားခြင်းတဲ့ခေါင်းစဉ်လေးကတော့ Perfectionist တယောက်ရဲ့နောက်ွယ်ကတန်ဆင်းများဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်။ ကျမက perfectionist ဆိုတာဘာလဲဆိုတာလေးကိုမပြောခင်မှာအရင်ဆုံးကိုက perfectionist ဟုတ်မဟုတ်ဆိုတာလေးကိုသိနိုင်ဖို့အတွက်ကျမနည်းနည်းလေးမိကွန်းလေးတွေနဲ့စတင်ကြည့်စင်ပါတယ်။ကိုကတခုခုကိုစတင်ရတော့မယ်ဆိုရင်ဘာလို့မှမသိပဲနဲ့ရှောင်ကျင်နေတာမျိုး အချိန်ဆွဲကျင်နေတာမျိုးလေးတွေလောက်တက်လား။ဘဝမှာဆုံးဖြတ်ချက်တခုခုချရတော့မယ်ဆိုရင်လေလိုအပ်တာချက်ကိုပို့ပြီးတော့မှအချိန်ယူပြီးတော့စဉ်းစားကျင်နေတာမျိုး နောက်ပြီးတော့ကိုကိုတိုင်းက100%တေချာမသိတဲ့အကြောင်းအရာကိစ္စရပ်တွေကိုမသေးကြဘဲနဲ့ဂရိမပေးချင်တာမျိုးကိုအနေနဲ့ကိုကဘာကိုပဲလုံးလုံးတေချာအောင်မှန်ကန်အောင်အထက်ထက်အခါခါအပြန့်ပြန့်အလန့်လန့်စစ်ဆေးနေတာမျိုးလေးတွေလောက်တက်လိရှိလားရကျမခုနပြောသွားတဲ့အရာလေးတော်တော်များများနဲ့ကိုမတိုက်ဆိုင်နေအဲ့လိုလုံးမှလည်းမှန်ကန်တယ်လို့ခန်းစားနေရတဲ့ဆိုရင်တော့သင်က professional တယောက်ဖြစ်ဖို့တော်တော်လေးများပါတယ် တော့ perfectionist ဆိုတာဘာကိုပဲဖြစ်ဖြစ်ဘယ်အရာကိုမဆိုမှန်ကန်အောင်ပြီးပြည့်စုံတဲ့ထက်ပြီးပြည့်စုံအောင်စူးစမ်းလှုပ်ဆောင်တတ်ကြသူတွေကိုဆိုလိုတာဖြစ်ပါတယ်တကယ်တော့ perfectionist တရဖြစ်ရတဲ့အတွက်ကောင်းတဲ့အရာတွေအများကြီးပဲရှိပါတယ်ဘာလို့လဲဆိုတော့ perfectionist တွေဟာအမြဲတမ်းပဲအလုံးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်သူတို့ရဲ့ဘဝနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်သူတို့စီမှာမြင့်မားတဲ့စံချိန်ကြီးရှိတတ်တယ်အဲ့ဒီစံချိန်ကြီးကိုလည်းမှီအောင်သူတို့ဟာအမြဲတမ်းစူးစမ်းလှုပ်ဆောင်လေးရှိတယ် ဲ့အတွက်ကြောင့်မို့လို့တို့လုံးသမျှအလုပ်တွေအရာတိုင်းဟာအရင်ပဲ quality ဖြစ်တယ်အလုပ်ရဲ့ performance တွေဟာပို့ပြီးတော့မှကောင်းစေတယ်အဲ့အတွက်ကြောင့်မို့လို့လည်း professional တွေအတွက်ကအောင်မြင်မှုတွေကိုရရှိတတ်ကြတယ်အဲ့တော့လူတွေရဲ့အထင်ကြီးလေးစားမှုတွေကိုလည်းခံစားကြရတယ်ဒါကတော့ professional တယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကောင်းကျိုးခံစားရတဲ့အရာလေးတွေဖြစ်တယ်ဒါပေမဲ့ဒါနဲ့အတူတစ်ဖက်မှာလည်း professional တယောက်ကိုယ်တိုင်သတိမထားမိနေပေမဲ့အဲ့ဒီရဲ့နောက်ွယ်မှာသူပေးဆက်နေရတဲ့ နစ်နာမှုတွေတန်ကျေးတွေလည်းရှိနေပါတယ်။တကယ်တမ်းကျတော့ perfectionist ဆိုတာဟာအလုပ်ကိုစူးစမ်းလုပ်ဆောင်နေဆိုရက်အထိတ်ပဲလေးတခုလည်းမဟုတ်ပါဘူး။အဲ့ဒီရဲ့အနောက်မှာတကယ့်ကိုမှလေးနက်တဲ့အထိတ်ပဲလေး perfectionist တယောက်ဖြစ်အောင်တွန်းနေတဲ့တွန်းအားတစ်ခုယုံကြည်မှုတစ်ခုရှိနေပါတယ်။အဲ့ဒီအရာကဘာလဲဆိုရင်ဘဝမှာလူတွေရဲ့အတိမတ်ပြုမှုကိုရဖို့ဆိုရင် လူတွေရဲ့အချစ်ခံရဖို့ဆိုရင်လူတွေစီကနေလေးစားမှုယုံကြည်မှုတွေရဖို့အတွက်ဆိုရင်ကိုဟာအမှားကင်းရမယ်အကောင်းဆုံးဖြစ်အောင်ပြီးပြည့်စုံဆုံးဖြစ်အောင်လုပ်မှရမယ်ဆိုတဲ့မတိစိတ်ထဲကနေကိန်းအောင်နေတဲ့အဲ့ယုံကြည်မှုတစ်ခုတွန်းအားတစ်ခုဟာ perfection နဲ့တိုင်းရဲ့နောက်ကွယ်မှာရှိနေတတ်ပါတယ်။ဒါကြောင့်မို့လို့စဉ်းစားစရာရှိတာက အားလုံးထဲမှာမှာကိုကဘာလို့အမြဲတမ်းသူများထက်ပိုပြီးတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားခြင်းနေရလဲ perfectionist တယောက်ကိုတိုင်းတော့မသိနေဘဲနဲ့သူ့ကို drive လုပ်နေတဲ့တွန်းနေတဲ့အဲ့ဒီတွန်းဟာလေးကဖះနေများလာတာလေ maybe ဖြစ်နိုင်တာကတော့ကျမတို့ရဲ့ငယ်ဘဝမှာကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကြောင့်လည်းဖြစ်နိုင်ပါတယ်ကိုကငယ်ငယ်လေးတည်းကအမြဲတမ်းပေါ့နော်တော်တယ်ဆိုတဲ့နေရာလေးမှာနေရတဲ့သူဖြစ်မယ် တော့ထားပါတော့တန်းနေမှာဆိုအမြဲတမ်းအဆင့်တင်ရတယ်ဆိုရင်ကိုရဲ့မိဘတွေကကိုရဲ့ဆရာသမားတွေကဂုဏ်ယူကြတယ်ကိုကိုချီးကျူးကြတယ်ချစ်ကြတယ်ဆိုတော့အမြဲတမ်းတော်လိုက်တာဆိုရင်အဲ့ဒီချီးကျူးမှုရဲ့နောက်မှာကိုလှုပ်ဆောင်နိုင်တာကိုကိုကကိုကိုကိုအန်ဂျွိုင်းဖြစ်ဖို့ထက်ဒီနေရာကနေမကြသွားအောင်ငါဟာစူးစမ်းရမယ်ဒီအတိမတ်ပြုမှုတွေဆက်ရဖို့အတွက်ငါဟာထိန်းထားရမယ်ဆိုတဲ့ pressure တွေ anxiety တွေ ီနေရာလေးကိုထိမ့်သိမ့်နေရတဲ့သူတယောက်လည်းဖြစ်ကောင်းဖြစ်ခဲ့မယ်။ဒါမှမဟုတ်ရင်လည်းကိုကဘဝမှာကိုငငယ်ရပဲဖြစ်ဖြစ်ပေါ့နော်ကိုအမားလေးတစ်ခုလုံလိုက်မိတဲ့အချိန်မှာမိဘတွေဇီယာဖြစ်ဖြစ်ဇီယာသမားတွေဇီယာပဲဖြစ်ဖြစ်ကိုရဲ့စိတ်ကိုထိခိုက်လောက်အောင်ထိတစ်တင်ဝေဖန်ခံခဲ့ရတဲ့အခါတွေမှာလည်းအဲ့အချိန်မှာဘဝမှာစိတ်ဖြစ်ဖို့ဆိုရင်ဘဝမှာထိုက်တန်နေဆိုတာကိုပြသဖို့အတွက်ဆိုရင်ဘယ်တော့မှအမားလုံးလို့မရဘူး အမြဲတမ်းမှန်အောင်စူးစမ်းရမယ်။အမြဲတမ်းပြည့်ပြည့်စုံအောင်စူးစမ်းရမယ်ဆိုတဲ့အဲ့ဒီယုံကြည်မှုဟာကိုယ့်ရဲ့မသိစိတ်ထဲမှာကြံရောက်သွားတာမျိုးလည်းဖြစ်မယ်။အဲ့တော့များသောအားဖြင့်ငယ်စဉ်ကမိဘတွေစီကကိုယ့်ရဲ့ကိုယ့်ကို ပြုစုဆောက်ရှောက်တဲ့သူတွေစီကနေစိတ်ပိုင်းဆိုင်ရာချီးကျူးခံရခြင်းနဲ့အတိမတ်ပြုမှုစကားတွေကို အများကြီးမကြားခဲ့ရတဲ့သူတွေလုံလုံလောက်လောက်မရရှိခဲ့တဲ့သူတွေဟာဘဝမှာသူ့ရဲ့ဘဝတစ်လျှောက်လုံး perfectionist တယောက်ဖြစ်ဖို့အတွက်ကြိုးစားနေတတ်ကြပါတယ်အဲ့တော့ဆိုလိုချင်တာကတော့သူငယ်စဉ်ကအဲ့ဒီသူကြားချင်ခဲ့တဲ့မိဘတွေစီကသူဘလောက်အကောင်းဆုံးလုပ်လို့သူဘလောက်တော်အောင်တက်အောင်လုပ်ပြလုပ်ပြမိဘတွေစီကနေချီးကျူးမှုတစ်ခုမကြားခဲ့ရတဲ့အခါမှာ ကြီးလာတဲ့အချိန်မှာလည်းသူကအဲ့ဒီမကြားခဲ့ရတဲ့အတိမတ်ပြုမှုချီးကျူးမှုတွေကိုကြားရဖို့အတွက်အမြဲတမ်းသူကရောက်တဲ့နေရာမှာအဲ့ဒီကသူရင်းစီရဲ့အတိမတ်ပြုမှုတွေလက်ခံမှုတွေသူတော်ပါတယ်သူကအမှားကင်းပါတယ်သူကတခြားသူတွေထက်ကိုပိုပြီးတော့အကောင်းဆုံးလုပ်နိုင်ပါတယ်ဆိုတာမျိုးကိုလူတွေမြင်ဖို့အတွက်တတိပြန်နေတတ်ကြပါတယ် professional တယောက်ဟာဒီအရာတွေကိုအကောင်းဆုံးဖြစ်အောင်စူးစမ်းနေရတဲ့ဆိုရယ်ရည်ရွယ်ချက်ဟာ အဲ့ဒီရဲ့နောက်ွက်မှာသူ့အတွက်ဆိုတာထက်ခြားသူတွေအတွက်သူဟာစူးစမ်းရှင်သန်နေတာပဲဖြစ်ပါတယ်ရထားအပြင် professional တယောက်ဖြစ်နေရတဲ့အတွက်ကြောင့်မို့လို့ရေရှည်မှာဆိုရင်သူကအမြဲတမ်းပဲပေးနိုင်တာချက်ကိုပို့ပြီးတော့ပေးစွမ်းခြင်းနဲ့အကောင်းဆုံးလုပ်ပြခြင်းနဲ့ဆိုတဲ့အရာတွေကြောင့်စိတ်ရောကိုယ်ရောအရင်မဲအာရုံနဲ့ကုန်ခန်းပြီးတော့ပင်ပန်းတာမျိုးတွေကိုမကြခနာကြုံရတယ်ပြီးတဲ့အခါမှာ perfectionist တယောက်ရဲ့သူထားရှိထားတဲ့စံချိန်စံနှုန်းလေးဟာအရန်မြင့်မားတဲ့အတွက်ကြောင့်မို့လို့တစ်ခါတလေမှလွဲချော်မှုလေးတိတိလေးဖြစ်သွားတယ်ဆိုရင်တော့မှသူအနေနဲ့ဒါကိုလက်မခံနိုင်ဘူးအဲ့တော့ကိုကိုကိုခွင့်မလွတ်နိုင်နဲ့နဲ့ကိုကမလုံနိုင်ဘူး၊ကင်နိုင်ဘူးလို့ခံစားရပြီးတော့မှ depression တွေဖြစ်တယ်၊စိတ်တက်တွေကျတတ်တယ်။တနည်းအားဖြင့်အမြဲတမ်း ကို့အတွက်ဆိုတာထက်တခြားသူတွေအတွက်သူဟာတက်သေးပြီးပြရင်ပြရင်နဲ့တော့ပဲပြီးပြည့်စုံအောင်လုပ်ပြနေပါစေတစ်ဖက်မှာလည်း requirement တွေကအမြဲတမ်းရှိနေတယ်ဆိုတော့ကြာလာတဲ့အခါမှာသူ့အနေနဲ့ဒါတွေကိုပြည့်မရအောင်လုပ်ရင်းလုပ်ရင်းတက်သေးပြီးပြရင်ပြရင်နဲ့အန်နောက်ဖြစ်လာတာသူ့ကိုယ်သူအပြည့်ရှိတယ်လို့ခံစားလာရတယ်ဒါရီကတော့ perfectionist တစ်ယောက်ရဲ့သူကိုယ်တိုင်မသိနေပဲနောက်ကွယ်မှာစိတ်ရောကိုယ်ရောပေးဆက်နေရတဲ့တန်ကြီးတွေပဲဖြစ်ပါတယ် ကျမအနေနဲ့ဒီနေရာလေးမှာ perfectionist တွေကိုပြောကြလို့တာကတော့ကိုပင်ပန်းခံပြီးတော့စူးစမ်းနေတာရိကကိုဘသူ့ကိုသိစေချင်နေတာလဲဘသူ့ကိုတတ်သိပြချင်နေတာလဲဘသူ့စရာအတိတ်မှပြမှုကိုရချင်လို့ကိုဒီလောက်ဘဝတခြားလုံးမှာပင်ပန်းခံပြီးတော့သူများအတွက်ကိုဟာရှင်သန်စူးစမ်းပြီးပင်ပန်းနေရတာလဲဒါလေးကို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 ပြန်ပြီးတော့ မိကုန်ထုတ်ကြည့်ပါတကယ်လို့ကိုကဘဝမှာဘသူဘသူကိုမှတတ်သိပြစရာမလိုပဲနဲ့ကိုရဲ့အရှိတိုင်းကိုရဲ့စိတ်အတိုင်းနဲ့နေထိုင်ရမယ်ဆိုရင်ကိုဟာအလိုလူဖြစ်မလဲအလိုတစ်ခုကိုကိုဘယ်လိုမျိုးလုပ်ဆောင်မလဲကိုကိုတိုင်းကိုအချိုးတွတ်ဆိုရက်စိတ်နဲ့ပဲကိုဝါသနာပါတယ်ကိုတကယ် လှုပ်ချင်တယ်ဆိုတဲ့အရာလေးတွေကိုလှုပ်ဆောင်ကြည့်ပါကိုကိုကိုလက်ခံပြီးတော့ချီးကျူးပါတိမှတ်ပြုပါအဲ့တော့နောက်ဆုံးအနေနဲ့ perfectionist တွေအားလုံးပဲတခြားသူတွေရဲ့အကျိုးတခြားသူတွေမြင်ဖို့သိဖို့ဆိုတဲ့အရာထက်ကိုတကယ်လှုပ်ချင်တယ်ဆိုတဲ့အရာလေးတွေကိုလှုပ်ဆောင်ရင်းနဲ့လွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်နဲ့ enjoy ဖြစ်အောင်မြင်နိုင်ကြပါစေလို့ဆုတောင်းရင်းနဲ့ဒီဗီဒီယိုလေးကိုကျွန်မဒီနေရာမှာပဲအဆုံးသတ်လိုက်ပါရစေ။ အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်